ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ရွာတရွာရဲ့တာယာတဲ့မနက်ခင်းလေးတခုမှာတော့ကမာလေးတယောက်ကအိမ်ထဲမှာအယုတ်တွေနဲ့အတူတူပျော်ရွှင်စွာဆော့ကစားနေတယ်။သမီးလေးဘာလုပ်နေတာလဲ။ဘာမှမလုပ်ပါဘူးဖေဖေ။သမီးကအယုတ်လေးတွေနဲ့ပဲဆော့နေတာပါ။ဟုတ်ပြီ။ကောင်းပြီလေ။သမီးပါရီဆော့ကစားနေရလဲဆိုတာဖေဖေကိုပြောပြပါဦး။အဖေ ဒီနေ့ကသမင်းရုပ်ကလေးရဲ့မင်္ဂလာဆောင်ရမယ့်နေ့လေအဲ့ဒါကြောင့်မင်္ဂလာပွဲအတွက်လိုအပ်တာတွေကို သမီးပြင်ဆင်ပေးနေတာအိုးကောင်းပြီသမီးနေ့ကစားနေရတွေကိုဖေကအခုမှပဲနားလဲတော့တယ်ဟွန်းကြည့်ပါဦးသမီးရဲ့ရုပ်ကလေးတွေကအယမ်းလာတာပဲဟုတ်ပါတယ်ဖေဒါမဲ့တခုတော့ရှိတယ်ဟွန်းဘာဖြစ်လို့လဲသမီးလေးသမီးကအယုတ်ကိုမိတ်ကလိန်ပေးပြီးပြီဖေဒါပေမဲ့ဒီရုပ်လေးတွေရဲ့ သားသမီးတွေမှာသာသူတို့လေးတွေအတွက်အဝေစားကောင်းနေရှိရင် तू ကပို့ပြီးတော့လှလာမှာဖေဖေဖေမြို့ကနေပြန်လာရင် သမီးရဲ့အယုတ်ကလေးအတွက်အဝေစားကောင်းတွေယူလာပေးမှမဟုတ်လားဟုတ်တာပေါ့သမီးရဲ့ဘာလို့မဟုတ်ရမှာလဲမြေကြီးနည်းနည်းကျသွားတာကို အဖေဆောင်ပြရစီအောင်အဲ့ဒီမြေကြီးတွေကျဆင်းသွားပြီးရင်တော့အဖေမျိုးကိုသွားမှာပါ နေတီကတယောက်ကသူ့ဖေရဲ့ဇကားကိုကြားပြီးတော့အယံဝန်တာသွားပါတယ် တကယ်တမ်းမှာတော့နေတီကရဲ့အမိကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲမတော်တဆမှုတစ်ခုနဲ့အတူဆုံးမသွားခဲ့တာအဲ့ဒီချိန်လေးကသူ့အဖေရာဒေးရှန်ကနေတီကကိုတယောက်တည်းပြုစုဆောင်ရှောက်ခဲ့တာဖြစ်တယ်။ဒါပေမဲ့တညံ့နေခင်အယောင်မှာတော့လူတယောက်ကသူ့ရဲ့အိမ်တကားဝကိုခောက်ပြီးအကူအညီလာတောင်းပါတယ်။ရာဒေးဖာယာကျေးဇူးပြုပြီးကျွန်တော်ကိုကူညီပါအောင်။အကိုဟာရီယာပါလား။အကိုဘာဖြစ်လာတာလဲ။ညီလေးဖာယာ ရာဂျေးပါယာအကိုရဲ့မိမအရန်အဖျားကြီးနေတယ်။အဲ့ဒါကျွန်တော်လည်းဘာလို့ရမှာမသိဘူး။ပြီးတော့ဘယ်လိုလုပ်ပြီးတော့သူမကိုမျိုးပေါ်ကဆောင်းဝစီခေါ်သွားရမလဲဆိုတာလည်းမသိဘူး။အိုးဂျာပြဿနာကြီးပဲအကို။ရွာနာကမြည်ရလဲအခုချိန်ကြီးတအားကိုများနေတော့မယ်။အကိုခဏလောက်တော့စောင့်လိုက်ပါအောင်။ကျွန်တော်အိမ်ထဲမှာတစ်ချက်ပစ္စည်းတွေကိုသွားပြီးတော့စစ်ဆေးကြည့်လိုက်ပါအောင်မယ်။ကျွန်တော်မှဖျားနာပြောက်စေးတချို့ကောင်းကောင်းရှိနိုင်သေးတယ်။ ။တကယ်တမ်းမှာတော့ radiation နေထိုင်တဲ့ရွာက အမြဲတမ်းမြေဝန်းရံနာခံထားရတာကြောင့်ကျွန်းတကျွန်းလိုဖြစ်နေပါတယ်။ဒီရွာကနေမြို့ကိုသွားဖို့အတွက်တခုတည်းသောနီလန်ကလှေနဲ့သွားရတာပါပဲ။မြို့ကိုသွားဖို့အတွက်လူတွေကအမြစ်ကိုဖြတ်ကူးရပါတယ်။ဒါပေမဲ့မိုးရေရွာမီဆိုရင်မြေကြီးကလာဘောင်များစွာအထီကိုဇက်တိုက်ရေတွေကြီးနေတတ်ပါတယ်။ဒါကြောင့်မဲရေတက်နေချိန်မှာမြစ်ကိုဖြတ်ပြီးမြို့ကိုသွားဖို့ဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး။အဲဒါကြောင့်လေရွာမှာ ဘာဖမျိုးတိုးတက်မှုမှမရှိတာပါအဲလိုနဲ့နှစ်ပေါင်းများစွာကြာမြင့်လာခဲ့သလိုနီဒီကာကလည်းတဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ပါတယ်ဇနီရောက်မှာတော့သမီးလေးသမီးရိုဂျီတွေလှုပ်ပြီးပြီလားဟုတ်ကဲ့အဖေရိုဂျီတွေလှုပ်ပြီးပါပြီအဲ့ဒါဆိုရိုဂျီတွေသမီးစားလိုက်လေအဖေကသမီးရိုဂျီတွေမစားတော့ပါဘူးရိုဂျီတွေကိုဘာလို့မစားတာလဲသမီးအဖေသမီးလက်မှာဟန်နာတွေစိုးထားလို့ပါ 哦，သမီးလာလာအဖေကိုယ်တိုင်းပဲခွင့်ကြွေးပါမယ်။ဒါနဲ့သမီးရဲ့အလားပြင်စိတ်တွေကဘယ်တော့မှပြောင်းမှာလဲ။သမီးလေးပါရ။အဖေသမီးရဲ့အဲ့ဒီစိတ်တွေကဘယ်တော့မှမပြောင်းပါဘူး။ဖေဒါနဲ့သမီးအဖေကိုပြောချင်တာကရှိတယ်။ဟုတ်ပြီသမီးလေးပြောလေ။ဘာဖြစ်လို့လဲ။အဖေသမီးမျိုးမရက်အနှဲငယ်လောက်နေပြီးတော့မိကလည်းနေပညာကိုကောင်းကောင်းလေးသင်နေတယ်။ ပြီးတော့တမီကိုပိုင်ဘူတီပါလာဆိုင်လေးကိုလည်းဖွင့်ကျင်တယ်ဖေတမီဘူတီပါလာဆိုတာကဘာဘာလဲအဲ့ဒါကဖေကြီးဘူတီပါလာဆိုတာက B E A U T Y P A R L O R ဘူတီပါလာလို့ခေါ်တယ်အဲ့ဒါအမျိုးသမီးတွေလာပြီးတော့အလားပြင်းတဲ့နေရာတခုလေဒါနဲ့ဖေတိလာအဲ့လောက်ကနေပြီးတော့ပတ်စံတွေအများကြီးရရဲဆိုတာကိုလေအင်းကောင်းပါပြီတမီးလေးရဲ့သဘောအတိုင်းလုပ်ပါ ဒါပေမဲ့အဲ့ဒီကြားထဲမှာတော့သမီးလေးဒီအစားစာကိုစားလိုက်ပါအောင်လာလာဗဇက်ဟသမီးနေတီကာကငဲစင်ကလေးကအလှပြင်နာနဲ့မိကပ်လိမ်းနာကိုအယံဝဒနာပါခဲ့ပါတယ်အဲ့ဒါကြောင့်မဲနေတီကာရဲ့အဖေကသူသမီးလေးရဲ့တောင်းဆိုမှုကိုသဘောတူပြီးတော့ပတ်စံအနှင်းငယ်ပေးကမြို့ကိုဆေးလုပ်ခဲ့တယ်မြို့ကြီးမှာတော့နေတီကာကကောင်းမွန်တဲ့အလှပြင်ဆိုင်တစ်ခုမှာအမှုပညာကိုအပြည့်အဝကြိုးစားတင်ခဲ့တယ် ပြီးတော့လာနေငယ်ကြပြီးနောက်မှာနေဒီကာကရွာကိုပြန်လာခဲ့ပါတယ်။အဖေသမီးတို့ဒီကနေသွားကြရအောင်။ဒီလောက်ဆိုတော့ပြီလေ။သမီးတို့ဒီရွာလေးမှာဘလောက်ကြာကြာနေရမှာလဲအဖေ။အိုးသမီးလေ။အဖေတို့ရဲ့ရွာကအရန်လာတာလေ။ဘာလို့ဒီရွာကိုထားခဲ့ရမှာလဲသမီး။လာတော့လာပါတယ်အဖေ။ဒါပေမဲ့ဒီရွာမှာကဘာမှမရှိဘူးလေ။အဲ့ဒါကြောင့်အဖေသမီးနဲ့မြို့ကိုလိုက်ခဲ့ပါ။ ။အခုအဖေကိုတမီရှာကျွေးမယ်လေ။အဖေအလုံးလုံးနေတာတွေကိုလည်းနားလိုက်ပါတော့။အဖေကအယမ်းပင်ပန်းခဲ့ပြီးပြီ။အခုတမီကကိုပိုင်ဖြူကြည့်ပါလားကိုဖွင့်မယ်။ဒါမဲ့တမီအဲ့ဒါကြွားပတ်စံတော်လိုလိမ့်မယ်။တမီဒီလိုလုပ်ပါလား။အခုမိုးရေရွာပြီးသွားရင်ဒီနေ့စပားရှိသိမ့်လို့ရလာတဲ့ပတ်စံကိုအဖေရဲ့တမီလေးဖြူကြည့်ပါလားဖွင့်လိုက်ပေါ့။အဲ့ဒီစကားကိုကြားရတော့နီတီကာကအယံပျော်ရွှင်ခဲ့တယ် ဒါပေမဲ့လည်းကန်ကြမ္မာကတော့နေဒီကာအတွက်အခြားရာတွေကိုသာစီစဉ်ထားခဲ့ပါတယ်။ကျမန်နတ်မှာမြေကြီးနားမှာလူအုပ်ကြီးစုဝေးနေတယ်။မာလီကာဒီညောင်လာကြည့်ပါဦး။ဒီဝါကလုံးဝကျွန်းကျွန်းလိုပဲ။ငါတို့ကဇင်းနှုတ်သက်တာတွေနေရာကောင်းမယ်။မင်းရဲ့ရုပ်ရှင်စောင့်ဝင်ကန်းနေရာကိုဒီမှာပဲရလိုက်ကြမယ်လေ။ဝါအရန်လာတာပဲ။ဒါပေမဲ့ငါတို့တွေဒီမှာပဲနေရမှာလား။ စိတ်မပူပါနဲ့ငါတို့လှေနဲ့ဒီရွာကို နေတိုင်းလာမယ်ရိုက်ကိုရေးပြီးသွားတဲ့အခါညနေချိန်ပြန်ကြမယ်လေနီတီကာရဲ့ရွာကတကယ်ကိုလာပါပါတယ်အခုတော့နမဲချင်းရုပ်ရှင်ဒရိုက်တာတယောက်ဖြစ်တဲ့ပါရာကာရှာဒီရွာကိုတရိထားမိသွားပါပြီသူကသူရဲ့ရုပ်ရှင်နဲ့အချို့ဆုံးဝင်ခွန်းတွေကိုဒီမှာရိုက်ချင်တာပါအဲ့ဒီရုပ်ရှင်ရဲ့ခေါင်းဆောင်မင်းသမီးကနမဲချင်းမင်းသမီးမာလီကာပဲဖြစ်ပါတယ် အဲဒီလိုနဲ့ရုပ်ရှင်ရိုက်ကူးမှုကလည်းစတင်ခဲ့တယ်။ရက်တော်ကြတဲ့အထိအရာအလုံးကလည်းအဆင်ပြေနေခဲ့တယ်။ဒါပေမဲ့တရက်မှာတော့မိုးကစတင်ရွာလာပြီးတော့ဇက်တိုင်းဆိုသလိုအရန်ကိုတဲထန်လာတဲ့အတွက်ရိုက်ကူးရေးဖွဲ့သားတွေအလုံးကရွာထဲမှာပိတ်မိသွားတယ်။စိတ်မပူပါနဲ့ဆရာ။အလုံးကျွန်တော်ရဲ့အိမ်ကိုလာခဲ့ကြပါ။ကျွန်တော်ရဲ့သမီးကဆရာတို့အတွက်ထမင်းချက်ထားပါရယ်။မြေကြီးသားမကရန်နေငယ်ကြောင်းမှာဒီကြားထဲမှာဆရာကြီးတို့တွေ ျွန်တော်ရဲ့အိမ်မှာပဲနေပြီးတော့ရုပ်ရှင်ရိုက်နိုင်ပါတယ်။အိုးကျေးဇူးများကြီးတင်ပါတယ်။အခုတော့အားလုံးအဆင်ပြေသွားပြီ။မာလီကညမအဆင်နဲ့ပြင်ထားလိုက်တော့အကိုလည်းဇဝင်ခန်းအတွက်ကိုပြင်ဆင်လိုက်အောင်မယ်။အာဒါပေမဲ့ညမရဲ့မိကပ်ပညာရှင်ကဒီနေ့လာလို့မရဘူးလေ။သူမပိုင်ညမရိုက်လို့မရဘူး။ Oh my god ။ငါတို့ရိုက်ကူတာကိုရက်လို့တော့မရဘူးလေ။မာလီကကို့အတွက်ပဲကိုစဉ်းစားမနေနဲ့။ ါရာကရှညမညမရဲ့ပုံစံကိုအယမ်းတရိထားရဲဆိုတာအကိုလည်းသိပါတယ်။ဆရာအဲ့ဒီကိစ္စကိုကျမကူညီနိုင်ပါတယ်။ကျမမိတ်ကပ်ကိုကျွမ်းကျင်စွာလိမ့်တတ်ပါတယ်။ပြီးတော့ကျမကဟေးဟေးဟေးတမနစ်တမနစ်အကိုပါရာကရှမိတ်ကပ်ပညာရှင်ဗင်နတီမန်မပါဘဲနဲ့ညမဘာမှမလုပ်နိုင်ဘူး။ရှိုက်ကွင်းမှာ professional makeup ပညာရှင်လည်းမပါဘဲနဲ့ဘာမှလုပ်လို့မရဘူးလေအမစိတ်မပူပါနဲ့ အမကျမကိုထူးခြားတဲ့ professional makeup ပညာရှင်ရဲ့ပုံစံတိုင်းရစေရပါမယ်။နီတီကာတယောက်ကမင်းသမီးကိုအဲ့လိုပြောပြီးတော့ထွက်ခွာသွားပါတယ်။ Paragash နဲ့ Malika တို့ကတော့အဲ့ဒီစကားကိုကြားတော့အယံအော်သွားတယ်။အိမ်ညမှာတော့လူတိုင်းက radiation ရဲ့အိမ်မှာပဲအိတ်ကြတယ်။ Malika တယောက်ကနောက်နေ့မနေ့ရောက်လို့နိုးလာတဲ့အခါသူမရှိမှမြင်လာရတဲ့မြင်ကွင်းကြောင့်အယံအော်တင်သွားတယ်။မာလီကာမရန်ဖီနတီလို့စာတန်းထိုးထားပြီးတော့ လှပစွာနဲ့အလှဆင်ထားတဲ့နွားလဲတစည်းကသူမရဲ့ရှေ့မှာရပ်နေပါတယ်။ဒီမြင်ကွင်းကိုမြင်လာရတော့မာလီကာပြုံးပြီးတော့နီတီကစီကလည်းမေးမြန်းတာခံလိုက်ရပါတယ်။အမမာလီကာညီမရဲ့ဗင်နဒီကိုဘယ်လိုသဘောရလဲ။အမဂျီယိုလာပါ။အတွင်းထဲကိုလာကြည့်ပါဦး။အတွင်းထဲမှာဘာတွေရှိလဲဆိုတာကိုလေ။နီတီကကမာလီကာကိုနွားလဲတဲ့ခေါ်သွားတယ်။အထဲမှာတော့ကြီးမားတဲ့မန်တစ်ချက်နဲ့သူရှင်းမှထိုင်မှုအတွက်ကလာထိုင်တစ်လုံးရှိနေပြီးတော့ အလားပြင်ပစ္စည်းတွေအားလုံးကိုလည်းအနီးနားမှာထားထားတယ်။ပြီးရနယ်ခဏကြာမှာပဲမာလီကာရဲ့မိတ်ကပ်ပြင်ဆင်မှုတွေစတင်ခဲ့ပါတယ်။ခဏကြာတော့မာလီကာကနွားလေးတွေကနေထွက်လာတဲ့အခါသူ့မတကယ်ကိုပဲလှပနေခဲ့ပါတယ်။ညီဒီကာမှာမိတ်ကပ်နဲ့ပတ်သက်ပြီးတော့နားလည်မှုကောင်းကောင်းရှိတယ်။ညီဒီကာကရုပ်ရှင်ရဲ့ဇာဝင်ကန်တစ်ခုချင်းစီတိုင်းအတွက်လိုအပ်တဲ့အတိုင်းအတာကိုမာလီကာရဲ့စိတ်ကြိုက်ဖြစ်အောင်ပြင်ဆင်ပေးခဲ့တယ်။ နီတီကကြောင့်ပဲရုပ်ရှင်ရိုက်ကူးမှုကမရက်မနာနဲ့ဇက်တိုက်လဲပတ်နေပါတယ်။ရိုက်ကူးမှုပြီးစီးသွားတဲ့အခါမှာတော့မြေရှည်တွေကလည်းညိမ့်သက်သွားခဲ့ပါပြီ။ရိုက်ကူးမှုတွေကလည်းပြီးစီးသွားပြီးတော့အခုဆိုရင်အဖွဲသားတွေအားလုံးကလည်းမြို့ကိုပြန်မှုအတွက်ပြင်ဆင်နေကြတယ်။ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာတော့မာလီကကနီတီကရဲ့နီကိုရောက်လာတယ်။နီတီကမြန်မာလေးဂျာကိုသိမ်းထားပါ။အမကျမပတ်စံအတွက်လုပ်ခဲ့တာမဟုတ်ပါဘူး။ရိုးသားသားပြောရရင် ကျမအမရဲ့အမကပြိတ္တပါ။အဲရကြောင့်မဲအမကိုကူညီဖို့အတွက် ကျမသဘောတူခဲ့တာ။ဟုတ်ပါတယ်။ဟုတ်ပါတယ်ညီမလေးရဲ့အမသိပါတယ်။ဒါပေမဲ့ညီမလေးရဲ့အမတို့အများကြီးကူညီပေးခဲ့တာ။ပြီးတော့နားထောင်ပါဦး။ဒီလိုလှပတဲ့ရွာလေးမှာအမကဒီလိုမျိုးလှပတဲ့တငယ်ချင်းတယောက်နဲ့အရန်တော်တဲ့မိတ်ကပ်ပညာရှင်တယောက်ကိုတွေ့ရမယ်ဆိုတာလုံးဝမထင်ထားခဲ့ဘူး။ဒီပတ်စံကညီမလေးရဲ့စူးစမ်းအထောက်မှုရလဒ်လို့ပြီးတာပါ။ မြမချောင်းတင်ထားရမယ်။ပြီးတော့อืมဟုတ်တယ်။နောက်တစ်ခုပြောစရာရှိတယ်။မြမလေးအခုကစပြီးတော့မြမကပဲအမြဲတမ်းအမောက်မိတ်ကပ်လင်းပေးရမယ်နော်။တကယ်လားမ။ကျေးဇူးများကြီးတင်ပါတယ်မ။ချစ်သူလေးပါရာကကျမကိုကျေးဇူးပြုပြီးတခုခုညီပေးပါဦး။ဟုတ်ကဲ့ ပြောပါ။ကျမကိုဒီအထူးဖင်နတီနဲ့မိတ်ကပ်ပညာရှင်နဲ့အတူတူဓာတ်ပုံတစ်ပုံလောက်ရှိုက်ပေး။ကျေးဇူးပြုပြီးလုပ်ပေးပါနော်။ မ်ဟာဟာဟာဂျာဘောတေချာရိုက်ပေးရမှာဗော။နေဒီကအတွက်တော့ဂျာကအရာအလုံးရဲ့အစပဲဖြစ်ပါတယ်။တူမကနမဲစည်းမင်းသမီးမာလီကာလိုမျိုးမင်းသမီးကြီးရဲ့ကိုပိုင်မိတ်ကပ်ပညာရှင်ဖြစ်လာရုံသာမကပဲတူမရဲ့ရွာလေးအတွက်ပါအများကြီးလှူဆောင်ပေးနိုင်ခဲ့တယ်။ဒီဒီကာကတူမရဲ့ရွာကအမိန်ကလေးတွေနဲ့အမျိုးသမီးတွေကိုလည်းကောင်းမွန်တဲ့မိတ်ကပ်လိန်ကြီးပညာကိုသင်ပေးခဲ့ပါတယ်။အဲ့လိုနဲ့ပဲထိုရွာကလေးမှာ နွားလဲလာပြင်ဆိုင်တွေအများကြီးဖွင့်လှစ်လာခဲ့ပြီးတော့အားလုံးအတွက်လည်းအဆင်ပြေစေသလိုဝင်ငွေအရင်းမြစ်တစ်ခုလည်းဖြစ်လာခဲ့ပါတော့တယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်